ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်စစောရဲ့ driver ကလက်ထဲမှာရေခဲမုံအေးအေးလေးတစ်ခုကိုယူပြီးကျောင်းကို ရောက်လာပါတယ်ပြီးတော့နေလေးစားစားချိန်မှာစစောကိုရေခဲမုံပူပေးပြီးတော့သွားလိုက်ပါတယ် ဇဇော့ရဲ့လက်ထင်းမှာရေခဲမုံဘူးအေးအေးလေးကိုတွေ့တော့ကလေးတွေအားလုံးကသူ့နားမှာစူဝေးလာကြပါတယ်။မင်းအမေကအရင်သဘောကောင်းတာပဲ။နီလေသာစားချိန်မှာသူကမင်းအတွက်ဗနီလာရေခဲမုံအေးအေးလေးကိုပို့တယ်ပေါ့။တကယ်ပါငါအမေကရင်ကောင်းတယ်။ငါကဒီလိုအပူထဲမှာရေခဲမုံအေးအေးလေးကိုစားချိန်နေတာ။ပြီးတော့အမေကတလောက်ဈေးကြီးပြီးတော့အေးတဲ့ရေခဲမုံကိုကျောင်းမှာငါအကြိုက်ဆုံးဗနီလာရေခဲမုံပို့ပေးလိုက်တယ်။အေးနေတဲ့ဗနီလာရေခဲမုံကိုမြင်ပြီးဇဇော့ကအရင်ကိုပြောနေသွားတယ်။ ီးတော့အတန်းတွေကကလေးတွေအလုံးကလည်းသူ့နားမှာထိုင်နေကြပါတယ်အခုစစောကသူ့တငယ်ချင်းတွေနဲ့ရေခဲမုံကိုမျှဝေပြီးစားပါတယ်အဲ့ဒီနောက်မှာတော့တနောက်စီကမင်းခန့်လေးကထိုင်ပြီးဒါရီအလုံးကိုကြည်နေပါတယ်ပြီးတော့သူ့ရဲ့ရိုးရှင်းတဲ့ပင်းဟင်းတဲ့ချာပါတီကိုစားပါတယ်အချိန်အတန်အကြာမှာတော့မင်းခန့်ကအင်ကိုရောက်လာခဲ့ပြီးဥစန္ဒကသူ့ကလေးကိုတွေ့တော့သူ့အတွက်ကြောင့်ရေခဲချောင်းတစ်ချောင်းကိုယူလာပြီးသူ့ကိုပေးပါတယ်။တာဒီလိန်မော်ကြီးရေခဲချောင်းကိုမစားချင်ဘူး။ အမီးကတောက်အမြင်နဲ့ဒီအပိုးသားရေခဲကြောင်ကိုဝေကျွေးတယ်။တစုံနဲ့သူ့မိသားစုကအရင်ချမ်းသာတယ်။သူတို့စီမှာပတ်စံတွေအများကြီးရှိတယ်။အမေးသိလား။ဒီနေ့ကျောင်းမှာစစောရဲ့ဒရိုက်ဘာသူ့အတွက်ဈေးကြီးတဲ့ဗီနီလာရေခဲမုံအေးအေးလေးကိုလာပေးတယ်။အဲ့ဒါကလေဘူးကြီးထဲမှာတားတယောက်ထဲကလွဲပြီးတော့အတန်းထဲကကလေးတွေအားလုံးကရေခဲမုံကိုအတူတူပေါင်းစားကြတယ်။အဲ့ရေခဲမုံကကြည်ရတာနေတယ်ရတာတော်တော်ရှိမဲ့ပုံပဲ။ဒီလိုပြောပြီးဝမ်းနေနေတဲ့မင်းခန်းကအိမ်လေးကိုဝင်သွားပါတယ်။တောက်ကိုကြည့်ပြီးမိုးစန်တာဒေါခင်မနဲ့အီးမြတို့တောင်ရလုံးက အရင်စိတ်မကောင်းဖြစ်ကြပါတယ်။အချိန်လေးကဒီလိုပဲကုံဆုံးလာခဲ့ပါတယ်။ပြီးတော့အပူချိန်တွေတိုးလာတဲ့အတွက်ကြောင့်မိုးစံတာနဲ့သူ့ရဲ့တမိသားစုလုံးကအရင်စိတ်ညစ်နေကြပါတယ်။ဒီလိုနဲ့တနေ့မှာတော့မိုးစံတာကသူ့ရောက်ခမနဲ့မင်းခန့်နဲ့အတူဈေးကိုသွားခဲ့ပါတယ်။အဲဒီမှာမင်းခန့်ကချမ်းသာတဲ့ဇော်ဇော်ဆိုင်အကြီးကြီးတစ်ခုရှိမှရက်ပြီးတရက်သီးမရှိတောက်နေတာကိုတွေ့ပါတယ်။ Hmm ဒါတော်တော်လေးရတာရှိတာပဲ။နေရာဒီမှာအမေကတောက်ကိုအေးပြီးစားကောင်းတဲ့ဟာလေးတွေဝယ်ကျွေးတယ်နော်။ အမေတားလေစစိုးတောက်နေတယ်လို့မျိုးမန်ဂိုရှိတ်တောက်ချင်တယ်။အေးတားရေအဖွားတော့ဒီမှာဟင်းသင်းဟိရွက်ဝယ်ဖို့လာတာလေ။ဟင်းသင်းဟိရွက်ဝယ်ပြီးအိမ်ပြန်ရင်နင့်ကိုတက်သီးဖြော်ရေဝယ်ပေးမယ်လေ။မင်းခန်းကသူ့ဖွားရဲ့စကားကိုနားထောင်လိုက်ပါတယ်။အချိန်နှင်းငယ်ကြာမှတော့သူတို့အားလုံးကအိမ်ပြန်နေတဲ့အချိန်မှာမိုးစန္ဒာကဆိုင်တည်တည်လေးတစ်ခုကနေတရက်သီးဖြော်ရေလေးကိုဝယ်ပေးလိုက်ပါတယ်။အမေရေတားဒီမန်ဂိုရှိတ်ကိုမတောက်ချင်တော့ဘူး။တားစစိုးတောက်နေတဲ့အေးတဲ့မန်ဂိုရှိတ်ကိုပဲတောက်ချင်တော့။ တားမင်းခန့်ရင်တားလေအဲ့ဒီမန်ကိုရှိပ်ပဲလေဆိုင်လေးပဲကွာတာလေကျော်အမေတီထဲမှာပိုက်ထည့်ပေးမယ်တားကလည်းစော့စော့လိုပဲမန်ကိုရှိတ်တောက်ပြီးအိမ်ပြန်လေမိုးဆန္ဒကမင်းခန့်ကိုလိမ်ပြောပြီး သူ့ကို2000တန်တရက်တီးဖြော်ရီဝဲပေးပြီးတော့သူ့ကိုအိမ်ကိုခေါ်သွားလိုက်ပါတယ်ဒါပေမဲ့အခုမင်းခန့်ကတိတက်နေပါပြီသူကအိမ်ကိုလာပြီးသူ့အမေကိုပြောခဲ့ပါတယ်အမေရေတားဒီမန်ကိုရှိတ်ကိုမတောက်ချင်ဘူးတားအဲ့ဒီစော့စော့တောက်ခဲ့တဲ့မန်ကိုရှိတ်အေးအေးလေးကိုတောက်ချင်တော့ ဒါကြောင့်တာဒီတည့်သည်ဖြော်ရီကိုနှင်းနှင်းကိုပေးလိုက်မယ်။နှင်းနှင်းရေတောင်းမင်းတောက်လိုက်။အကိုရေအကိုကအရှမ်းသဘောကောင်းတာပဲ။သမီးတို့အေးခဲနေတဲ့တည့်သည်ဖြော်ရီကိုရှူလာတယ်ပေါ့။ကိုတည့်သည်ဖြော်ရီကိုမင်းခန့်ကနှင်းနှင်းကိုပေးပြီးတော့ဒေါသနဲ့ထိုင်နေလိုက်ပါတယ်။ဒါရီကိုကြည့်ပြီးမိုးစန္ဒာကတော့စိတ်မကောင်းဖြစ်ခဲ့ပါတယ်။အချင်းတွေကဒီလိုပဲကုံဆုံးလာခဲ့ပါတယ်။ပြီးတော့တနေ့ရာသီဥတုရမ်းပူတဲ့အတွက်ကြောင့်မင်းခန့်ကထက်ခါထက်ခါတိုင်ကြားတဲ့အတွက်မိုးစန္ဒကသူ့ရောက်မှနေတူဆိုင်ကိုသွားချိန်မှာ သူကမင်းခန်းအတွက်တထောင်တန်ဖြောရည်ဘူးကိုဝယ်လိုက်ပါတယ်။ပြီးတော့သူ့ရဲ့ချမ်းသာတဲ့အင်းနီနာချင်းကတော့ဒိန်ဂျင်နွားနုနဲ့အေးအေးဘူးကြီးသုံးဘူးကိုဝယ်ရင်းနဲ့စင်းရဲတဲ့မိုးဆန္ဒကိုပြောခဲ့ပါတယ်။မိုးဆန္ဒကြီးဒါပါလေအဲ့လိုပူနေတာတောင်နေရအေးအေးဘူးကြီးတပူတောင်မဝယ်နိုင်ဘူးလား။အေးအေးဘူးဝယ်မယ်ဆိုရင်တော့အနည်းဆုံးတော့တလီတာဘူးကိုဝယ်ဖို့ငါ့ကိုကြည့်ငါအမြဲတမ်းငါကလေးတွေကိုအေးတာတွေတခုမဟုတ်တခုတိုက်နေတယ်။အဲ့ဒါကြောင့်ကဒီတိန်ချင်နွားနုနဲ့အေးအေးဘူးကြီးကိုဝယ်သွားနေရ။ တလီတာအေးအေးပူတောင်ဆင်းရဲတဲ့လူဟာသူ့မိသားစုတိုက်နိုင်တယ်။ဝယ်မဲဆိုရင်တော့တလီတာပူးကိုဝယ်ပေါ့။ရောင်းမရင်နွေရာသီမှာအရန်အေးတဲ့အေးအေးတွေကိုတောက်တာလည်းမကောင်းလေ။ပြီးတော့မင်းခန့်ကပဲတောက်ရမှာလေ။သူဟာကလေးဆိုတော့သူ့အတွက်ဒီတထောင်နဲ့အေးအေးပူးကလုံလောက်ပါပြီ။အေးမြကမြင့်မို့ကိုဖြည့်ပေးလိုက်ပါတယ်။ဒါပေမဲ့မိုးဆန္ဒရဲ့စိတ်ထဲမှာမြင့်မို့ရဲ့စကားတွေကကြံ့ရစ်ခဲ့ပါတယ်။အချိန်တွေကဒီလိုပဲကုံဆုံးလာခဲ့ပါတယ်။ ပြီးတော့ကုံဆုံးလာတဲ့အချိန်တွေနဲ့အမျှမင်းခန့်ရဲ့မကျင်တဲ့ချက်တွေကလည်းတိုးများလာခဲ့ပါတယ်။ဒီလိုနဲ့တရက်မှစစော့ရဲ့မွေးနေ့ပွဲကိုလုပ်နေပါတယ်။အိမ်ညာမှာမြင့်မိုးကသူ့အိမ်ရဲ့အပြင်မှာပဲပါတီပွဲတိတိလေးကိုကျင်းပပါတယ်။အိမ်မှာဖျော်ရည်အေးအေးလေးတွေနဲ့အမျိုးမျိုးသောချောကလက်၊ချီစ်၊ဗင်နီလာ၊စတော်ဘယ်ရီ၊ကတ်စတာ၊အိုရီယိုစတဲ့ဈေးကြီးတဲ့ချမ်းသာတဲ့လူရင်းစားတဲ့ရေခဲမုံလှိမ့်လေးတွေရှိပါတယ်။မင်းခန့်ကြီးငါ့ကိုကြည့်ဒီနေ့ငါမွေးနေ့လေး ီးတော့ငါ့အမေကရေခဲမုံအေးအေးလေးတွေအများကြီးပဲဖြော်ရီတီတောက်စရာတွေအများကြီးကိုလည်းထားထားတယ်ပြီးတော့အမေကငါ့အတွက်ရေခဲမုံကိန်းမုံကိုလည်းဝယ်ထားတယ်မင်းလည်းလာခဲ့လေမင်းလည်းရေခဲမုံအေးအေးလေးကိုစားရတာပေါ့တားရေဒါချမ်းသာတဲ့လူတွေရဲ့ပါတီလေဒီမှာရေခဲမုံအေးအေးလေးကဆင်းရဲတဲ့သူတွေအတွက်မဟုတ်ဘူးအမေကအမေတို့လိုချမ်းသာတဲ့လူတွေအတွက်မှားထားတာဒါဒီလိုဆင်းရဲတဲ့သူတွေနဲ့စကားလည်းမပြောနဲ့ပြီးတော့သူတို့တားရဲ့ပါတီမှာလည်းဖိတ်စရာမလိုဘူးနော်တော်ကလေးရေတကယ်လို့ကလေးကရေခဲမုံစားချင်တယ်ဆိုရင် ကိုရင်ကလူတွေစီကနေတွားတောင်းလိုက်။ငါချွေးမပြောတာမှန်တယ်။တွားတွား။နေရာနေအိမ်ကိုတွားလိုက်တော့ပြီးတော့စောစောကြီးဒါလည်းအထင်းကိုတွား။ကိမ့်မုံလိရမဲ့အချိန်ရောက်နေပြီ။ဒီလိုစင်းရဲသားတွေကအဝေးကနေပဲရေခဲမုံအေးအေးလေးတွေကိုကြည့်ပြီးအာသာဖြေကြတာ။ငါတို့လိုချမ်းသာတဲ့လူတွေကြောင့်အဲ့ဒါပဲသူတို့အတွက်လုံလောက်တယ်။မြင်းမောကသူ့ရောက်ခမနဲ့အတူမင်းခန့်ရဲ့စင်းရဲနွမ်းပါမှုကိုလှောင်ပြောင်နေပါတယ်။ပြီးတော့သူ့ကိုရေခဲမုံအတွက်တောင်းတအောင်လုပ်နေပါတယ်။ အဲဒီဟာတွေအားလုံးကိုမိုးစန္ဒဒေါခင်မနဲ့အေးမြတို့ကတွေ့သွားကြပါတော့တယ်။အမသက်ထားရေအမကလေးနဲ့ဘလို့စကားတွေပြောနေရလဲ။ကလေးရဲ့ကောင်းထဲမှာဒါတွေကဘလို့တိုက်ရောက်မလဲဆိုတော့တွေးခဲ့လား။အော်ညီမရေငါအမှန်တရားကိုပြောခဲ့တာပဲလေ။အန်တီရေအန်တီကအဲ့ဒီအမှန်တရားကိုအန်တီရင်ထဲမှာပဲထားပါ။ကျမတို့ကျွေးနေတဲ့လောက်ကိုကျမတို့ကလေးတွေကိုကျမတို့ကျွေးပါမယ်။လာမင်းခန့်ရင်အထဲသွားမယ်။တားထိမသွားခြင်းဟူတားလက်ချမ်းသာတဲ့သူတွေစားရရေခဲမုံအေးအေးလေးစားခြင်းနဲ့ အမေတို့ကတားကိုဘာအေးတယ်ဟာမှမကြွဘူး။တားဖေးစီကနေတွားတောင်းတော့မယ်။စိတ်ဆိုးနေတဲ့မင်းခန့်ကအိမ်လေးကိုသွားလိုက်ပါတယ်။ပြီးတော့သူ့ဖေးစီမှာတတိရိစားတဲ့ရေခဲမုံအေးအေးလေးကိုစားဖို့အတွက်တောင်းတပါတယ်။အဖေရေတစောအိမ်မှာရှိတယ်လို့ရေခဲမုံအေးအေးလေးကိုတားလဲစားခြင်းနဲ့တားရေရေခဲမုံကရေခဲမုံပဲလေ။ဈေးကြီးတယ်ပဲဖြစ်ဖြစ်ဈေးပေါ်တယ်ပဲဖြစ်ဖြစ်ပေါ့။အမေကမင်းကိုရေခဲမုံအေးအေးလေးဝယ်ကြည့်တယ်လေ။ဒါမဲ့တားရေခဲကြောင်မစားခြင်းဘူးတားလဲဗီနီလာတို့ချောကလက်တို့လိုမျိုးဈေးကြီးတဲ့ရေခဲမုံတွေကိုစားခြင်းတော့ ဒီလိုနဲ့မင်းခန့်ကကျမ်းပြေပေါ်မှာလှဲပြီးတော့ငိုပါတယ်ပြီးတော့တင်းအကျပ်လုပ်ပါတယ်ဇီယာကထပ်ပြီးတီးမခံနိုင်တော့ပါဘူးပြီးတော့သူကမင်းခန့်ကိုပားရိုက်လိုက်ပါတော့တယ်ပြီးတော့မင်းခန့်ကငူပြီးတော့အိပ်ပျော်သွားခဲ့ပါတယ်ကိုကလေးကိုရိုက်ပြီးနောက်ဇီယာကလည်းရဲစိတ်မကောင်းဖြစ်ခဲ့ပါတယ်ပြီးတော့တမိသားစုလုံးကအချင်းချင်းစကားတွေပြောကြပါတယ်ရှင်ကမင်းခန့်ပေါ်မှာအဲ့လိုလက်မပါတဲ့ဟုတ်သူကကလေးလေသူကဘာနားလဲမလဲသူပြောတာမှန်တယ်လေ ကျမတို့အရန်ဆင်းရဲတော့ကိုကလေးတွေကိုချမ်းသာတဲ့လူတွေစားတဲ့ရေခဲမုံအေးအေးလေးတောင်မကျွေးနိုင်ဘူး။မိုးစန္ဒာကြီးတကယ်လို့ဒီနေ့မင်းခန့်ဟာရိုက်တာမခံရရင်သူ့ကိုကြည့်ပြီးနှင်းနှင်းလေးပြက်စီးသွားမှာ။ငါတို့ဆင်းရဲသားတွေကကို့အစင်တန်းကိုကြည့်ပြီးပဲအရာဝတ္ထုတွေကိုဝင်းနိုင်တာလေ။ဒါမဲ့ငါကိုယ်တိုင်ကလည်းရင်းဝဲနေတယ်။ငါကအရန်ဆင်းရဲပြီးအကူညီမဲ့နေတော့ငါသားသမီးတွေကိုဈေးကြီးတဲ့ရေခဲမုံကောင်းကောင်းလေးတစ်ခုတောင်မှဝင်းမပေးနိုင်ဘူး။အကူကြီးနောက်အပတ်မှာမင်းခန့်ရဲ့မွေးနေ့ရှိရလေ။တကယ်လို့ဒီမွေးနေ့မှာ ညီမတို့ကသူ့တထေးတွေစားတဲ့ရေခဲမုံအေးအေးလေးဝယ်လာပေးလိုက်ရောအဲ့ဒါဆိုသူအရန်ပျော်သွားမှာဟုတ်တယ်အေးမြပျော်တာလုံးဝမှန်တယ်နေ့တိုင်းမဟုတ်ရင်တော့အနည်းဆုံးတော့တစ်နှစ်မှတစ်ကြိမ်လောက်တော့ငါတို့ကငါတို့ကလေးတွေကိုတထေးတွေစားတဲ့ဈေးကြီးတဲ့ရေခဲမုံအေးအေးလေးကိုကျွေးနိုင်တယ်လေဒီလိုနဲ့ဆင်းရဲတဲ့မိသားစုကမင်းခန့်ရဲ့တောင်းဆိုမှုကိုဖြည့်ဆည်းပေးဖို့နဲ့သူ့မွေးနေ့ပွဲကိုကျင်းပပေးဖို့အတွက်ပတ်စံစုကြပါတယ်ဒေါခင်မကသူ့စုဆောင်ထားတဲ့ပတ်စံတွေအကုန်လုံးကိုသူ့ချွေးမကိုပေးလိုက်ပါတယ် ပြီးတော့မိုးဆန္ဒကလည်းသူ့ရဲ့စူဘူးကိုခွဲလိုက်ပါတယ်။ပြီးတော့အီးမြကလည်းသူ့ကျူရှင်တင်းတဲ့လာကတွေကိုသူ့ရောင်းမကိုရေခဲမဝဲဖို့ပေးလိုက်ပါတယ်။ပြီးတော့တပတ်အထိဇီးရကနေပူထဲမှာဆက်ယုံကနေအိမ်ကိုလမ်းလျှောက်ပြီးလာပါတယ်။ပြီးတော့ကားကတွေကိုလည်းစူဆောင်းလိုက်ပါတယ်။ပြီးတော့အခုသူကညနေဘက်မှာလက်ဖြစ်ရင်မဝဲတော့ဘဲလက်ဖြစ်ရင်ဘုတ်ကိုစူဆောင်းလိုက်ပါတယ်။ကျင်းရင်ကျင်းရင်နဲ့မင်းခန့်ရဲ့မွေးနေ့ကလည်းရောက်လာခဲ့ပြီးတော့အဲ့ဒီမှာလေသူကစိတ်ဆိုးပြီးဘယ်သူနဲ့မှစကားမပြောဘဲ အိမ်မှာအလုံးထက်အရင်ဆုံးအိတ်လိုက်ပါတယ်။မင်းခန့်အိတ်နေတယ်အခွင့်ရေးကောင်းတယ်။ငါနဲ့အေးမြအပြင်ကိုသွားပြီးဈေးကြီးတဲ့ရေကဲမုတ်အေးအေးလေးတွေကိုဝယ်လာခဲ့မယ်။ပြီးရင်ငါတို့မင်းခန့်ကိုနှိုးပြီးတော့ surprise တိုက်ကြမယ်။အချိန်နှဲငယ်ကြမှာတော့ဇီးရကအေးမြနဲ့အတူ chocolate chee vanilla စတဲ့ဈေးကြီးတဲ့ရေကဲမုတ်အေးအေးလေးတွေဝယ်ပြီးအိမ်ကိုရောက်လာခဲ့ပါတယ်။အိမ်မှာမိုးစန္ဒကသူ့သားကိုနှိုးလိုက်ပါတယ်။ပြီးတော့နှင်းနှင်းကအရင်ဆုံးသူ့လက်နှစ်ဖက်ထဲမှာသူ့အကူအတွက်ရေကဲချောင်းလေးကိုယူပြီးတော့သွားခဲ့ပါတယ်။ ပြီးတော့သူ့ကိုကိုယ်တိုင်ကြွေးပါတယ်အကိုကြီးညီမလေးကအကိုအတွက်ပါတန်စေးပါတဲ့ကော်ဖီနဲ့နှုတ်ရည်ခဲချောင်းရှူလာတယ်ကောင်းတယ်မလားအကိုအရင်ကောင်းတယ်နင်းနင်းရေပြီးတော့ငါငါသားလေးအတွက်ချောကလက်ဗနီလာအရသာနဲ့ရေခဲမုံရှူလာတယ်ဒါချမ်းသာတဲ့လူတွေစားတဲ့ပူးတဲ့ရေခဲမုံအခုစားပြီးဒီရေခဲမုံကြိုက်လားပြောပြဒီလိုပြောပြီးမိုးဆန္ဒကသူ့လက်နဲ့သူ့သားကိုရေခဲမုံကျွေးလိုက်ပါတယ်။အဲ့တော့ကိုမင်းခန့်ကရင်းကြိုက်ပါတယ်။ အဲ့နောက်မှာမင်းခန်းကလည်းသူ့မိကိုရေခဲမုံနဲ့နေကြေးပါတယ်။အမေရေအမေကရန်သဘောကောင်းတာပဲ။အမေတောင်းပွင့်နေမှာတားအတွက်တတိရီစားရရေခဲမုံအေးလေးကိုဝဲလာတယ်ပေါ့။အရင်လေရတာရှိတယ်။အမေလေးစားပါအောင်။အမေတယောက်ပဲကောင်းတာပေါ့။ဘာလို့လဲဆိုတော့ तू ကရေခဲမုံဝဲလာတယ်လေ။အဖေကမကောင်းဘူးပေါ့။ဒီမှာကြည့်ငါရေမင်းတော်ရေမင်းဖွားရေကလည်းမင်းအတွက်တီဟိုစီရေခဲမုံပြီးတော့ကရော့နဲ့ရေခဲမုံတွေအများကြီးလေဝဲလာတယ်။ ဒီလိုပြောပြီးဇီးယားကအီးမြနဲ့အတူစပွဲကုံတစ်ခုပေါ်မှာဇီးကြီးနဲ့ရေခဲမုံအေးအေးလေးတွေကိုတင်လိုက်ပါတယ်။တီဟိုစိရေခဲမုံ၊နုရေခဲမုံ၊ချောကလက်၊ချီစ်၊ကူဖီနဲ့ကရော့နဲ့ရေခဲမုံတွေကိုလည်းဝေလာပါတယ်။အိုးအဲ့လောက်ရေခဲမုံတွေအများကြီးအားတားအတွက်ပေါ့။ဒါကတားမွေးနေ့အတွက် surprise ပေါ့လေ။အမေတို့အားလုံးကအရင်ကောင်းတာပဲ။ဒါမဲ့တားဒီရေခဲမုံတွေအကုန်လုံးဘလူစားနိုင်ပါလေ။ဒီနေ့တားတို့အားလုံးချမ်းသာတဲ့လူတွေစားတဲ့ရေခဲမုံအေးအေးလေးကိုစားကြမယ်။အေးမင်းခန့်ရင်စားကြတာပေါ့။ ဒီလိုနဲ့တမိသားစုလုံးကတယောက်ကိုတယောက်ရေခဲမုံကြွေးကြပါတယ်။ပြီးတော့အိညာမှာတမိသားစုလုံးကအတူတူထိုင်ပြီးမင်းခန့်ရဲ့မွေးနေ့ကိုကျင်းပပါတယ်။ပြီးတော့မွေးနေ့မှာတထေးတွေစားတဲ့ဈေးကြီးတဲ့ရေခဲမုံကိုစားကြပါတယ်။ပြီးတော့နောက်နေ့မှာမင်းခန့်ကအကြောင်းကိုသွားပြီးအဲ့ဒီအကြောင်းကိုအားလုံးကိုပြောပြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေသက်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။